မင်္ဂလာပါရှင်2025ခုနှစ်မလာကိုရည်နေ့အတွက်မူလီဝတာနယ်ဇလားဗီဒါသတင်းများကိုနေပြည်တော်မူလီဝတာနယ်ဇလားဗီဒါညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ကြေညာပါမယ်ရှင်လွန်ခဲ့တဲ့24နှစ်တွင်းကဖြစ်ပေါ်ခဲ့တဲ့နေပူချိန်အခြေအနေများမှာတပြည်လုံးမှာမလာရဲ့ပုံမှန်ပူချိန်ခံသာရှိခဲ့ပါတယ်2025ခုနှစ်မလာရှည်နေ့မှာဖြစ်ပေါ်ခဲ့တဲ့မြို့လိုက်ထူးခြားတဲ့နေပူချိန်များမှာ ချောင်းမြို့မှာ39.4ဒီဂရီဆက်စီယက်ညောင်လေးပင်မြို့မှာ39ဒီဂရီဆက်စီယက်မကွေးမြို့မှာ38.8ဒီဂရီဆက်စီယက်တောင်ငူမြို့မှာ38.6ဒီဂရီဆက်စီယက်ပြည်မြို့မှာ38.4ဒီဂရီဆက်စီယက်နေပြည်တော်ဆရာတီရီမြို့နဲ့ရွှေကျင်မြို့ဖြူးမြို့တောင်တွင်းကြီးမြို့ဖန်ဆိုင်ပြိုးရေးမှုလို့အသားနဲ့ကော့ကရိတ်မြို့တို့မှာ38ဒီဂရီဆက်စီယက်စီနဲ့ ပဲခူးမြို့မှာ39.8ဒီဂရီဆက်စီယက်တို့ဖြစ်ကြပါတယ်။မှတ်သားဝယ်ရာမွေးချင်းများမှာကော့ကရိတ်မြို့မှာ39.9လမဒဝယ်မြို့မှာ39.35လမနဲ့မြိတ်မြို့ပူတာဝမြို့နဲ့မြောက်ရီမြို့တို့မှာ39.38လမစီတို့တိုက်ထွာရရှိခဲ့ပါတယ်။ဒီကနေ့နေ့လယ်တနအီခွဲချိန်မူလဝတာကျူးလူမှာဖမ်းရရှိတဲ့ပုံရကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာတိမ်အင်တီတမတိတ်ထူးထက်နေပြီး ပင်္ဂလာပင်လယ်ော်အလဲပိုင်းမှာတိမ်တန်းငယ်ဖြစ်ထွန်းနေကပင်္ဂလာပင်လယ်ော်မြောက်ပိုင်းမှာတိမ်ကင်းစင်စလောက်ရှိနေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့တနင်္သာရီတိုင်းဒေသကြီးမှာမိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေလျားရံနေရာတချို့မှာမိုးရွာသွင်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပြစ်ခြင်းလျက်စီးလက်ခြင်းနဲ့မိုးသီးကျွေးခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါတယ် ကြံဒေသတွေမှာတိမ်နှင်းငယ်မှာတိမ်တင်းတင်းဖြစ်ထွန်းနေတာကိုတွေ့ရပါတယ်။ဒီကနေ့မြေပြင်မိုးလေဝသအခြေအနေပြပုံအရတရုတ်ပြည်မှာကြီးပေါ်မှာတွေ့တန်းထိုးစင်းလာတဲ့လေပြင်းများပုံတဲ့ဟာမြန်မာနိုင်ငံတောင်ပိုင်းဒေသတွေကိုတိုးဝင်နေပါတယ်။မြမပင်လေပြင်းမှာလှိုင်းတင်းတင်းရှိပါမယ်။လှိုင်းမြမမြမကံရတဲ့တရှောင်းနဲ့ကမ်းလွန်ပင်လေပြင်းတို့မှာငါးပေမှရှစ်ပေခန့်ရှိနိုင်ပါတယ်။မနေ့ပြမနေ့အထိခံမှန်းချက်များအနည်းငယ်ကတော့ ကချင်ပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပါတယ်။စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းမန္တလေးတိုင်းဒေသကြီးနေပြီးတော့ရှမ်းပြည်နယ်၊ကယားပြည်နယ်၊ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီးနဲ့အေရဝီတိုင်းဒေသကြီးတို့မှာတိမ်တိမ်တိမ်ဖြစ်ထွန်းပြီးချင်းပြည်နယ်ရခိုင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနဲ့မကွေးတိုင်းဒေသကြီးတို့မှာအများအပြားသာယာပါမယ်။ အခုဆက်လက်ပြီးမနက်ဖြန်အတွက်တိုင်းဒေသကြီးနဲ့ပြည်내များရဲ့မြို့ကြီးများလိုက်ဖြစ်ပေါ်နိုင်တဲ့မိုးလေဝသနဲ့ဇလားဗေဒါခန့်မှန်းချက်များကိုတင်ပြပါမယ်ရှင်။ ေပြည်တော်နဲ့ညီတော်ရဲ့အတွက်မနှက်ဖြစ်မနှက်အထိမူလီဝတာချင်းဒီခံပန်းချက်မှာတိမ်တိတိဖြစ်ထွန်းမှာမယ်အမြင့်ဆုံးဘူးချိန်မှာ38ဒီဂရီဆက်စီယက်69ဒီဂရီဖာရင်ဟိုက်နဲ့အနိမ့်ဆုံးဘူးချိန်မှာ20ဒီဂရီဆက်စီယက်68ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်ရန်ကုန်မြို့နဲ့ညီတော်ရဲ့အတွက်မနှက်ဖြစ်မနှက်အထိမူလီဝတာချင်းဒီခံပန်းချက်မှာလည်းတိမ်တိတိဖြစ်ထွန်းမှာမယ်အမြင့်ဆုံးဘူးချိန်မှာ38ဒီဂရီဆက်စီယက်69ဒီဂရီဖာရင်ဟိုက်နဲ့ အနေဆုံးဘူးချိန်မှာ23ဒီဂရီဆယ်စီယပ်83ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။မန္တလေးမြို့နယ်ဤတဝက်အတွက်မနက်ဖြန်မနက်အထိမိုးလေဝသချင်းဒီခန့်မှန်းချက်မှာအများဖြင့်တာယာပါမယ်။အမြင့်ဆုံးဘူးချိန်မှာ36ဒီဂရီဆယ်စီယပ်69ဒီဂရီဖာရင်ဟိုက်နဲ့အနေဆုံးဘူးချိန်မှာ20ဒီဂရီဆယ်စီယပ်68ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။နောက်နေ့အတွက်ခန့်မှန်းချက်များအနေနဲ့ကတော့ ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းရှမ်းပြည်နယ်ရှေးပိုင်းပဲခူးတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးအေရဝီတိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာကွက်ကြားမှာနေရာကျဲကျဲမိုးရွာနိုင်ပါတယ်မြင်းကလင်းသတင်းအနေနဲ့ကတော့ဒီကနေ့မြန်မာစံတော်ချိန်14:25မိနစ်7စက္ကန့်အချိန်မှာတမူးမြင်းကလင်းစခန်းမှာအရှင်မြောက်ဖက်88မိုင်ခန့်ကွာဝေးတဲ့မြန်မာနိုင်ငံပြည်တွင်း ဟ ோம் လင်းမျိုးရဲ့အရှိမြောက်ဖက်30တမိုင်ခန့်အကွာမြောက်လက်တီတွေ့25တမ13ဒီဂရီအရှိလောင်ကြီးတွေ့95တမ33ဒီဂရီအနက်86ကီလိုမီတာကိုဗဟိုပြု၍အင်အားရေတာစကီ၄တမနှင့်အဆင့်ရှိအင်အားနဲ့ငယ်ရှိတဲ့မြင်းငလင်းတစ်ခုလှူရှားသွားကြောင်းတိုင်းထွာရရှိပါတယ်အခုတင်ပြခဲ့တာကတော့ဒီကနေ့မိုးလန်းနှစ်နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသနဲ့ဇလားဗေဒသတင်းများပဲဖြစ်ပါတယ် ကိုစိတ်နှပြအကျမ်းမှာချမ်းသာကြပါသည်ရှင်။